အီရန်နဲ့မဟာဗျူဟာမြောက်မိဖက်ဆက်ဆံရေးရုရှားအသည့်ပြုရုရှားအီရန်နှစ်နိုင်ငံမဟာဗျူဟာမြောက်မိဖက်ဆက်ဆံရေးသဘောတူညီချက်ကိုရုရှားသမ္မတဗလာဒီမာပူတင်က AP 27မှာအပြစ်သက်လက်မှတ်ရေးထိုးအသိပြုလိုက်ကြောင်းရုရှားအစိုးရသတင်းဌာနမှဖော်ပြထားတာကိုကိုကားပြီးရိုက်တာသတင်းမှဖော်ပြထားပါတယ် အီရန်ရုရှားနှစ်နိုင်ငံမဟာဗျူဟာမြောက်ဆက်ဆံရေးသဘောတူညီချက်ဟာမြောက်ကိုရီးယားနဲ့ချုပ်ဆိုထားတဲ့မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးနဲ့မတူညီဘဲအနှဲငယ်ကွဲပြားနေတယ်လို့ဆိုပါတယ်။အီရန်ရုရှားသဘောတူစာချုပ်ထဲမှာတနိုင်ငံကျူးကျော်တိုက်ခိုက်ခံရမယ်ဆိုရင်ကျန်နိုင်ငံကိုစစ်ရေးအရာပါဝင်ကူညီပေးဖို့တောင်းခံနိုင်တယ်ဆိုတဲ့အချက်မပါဝင်ဘူးလို့ရုရှားသတင်းတွေကဖော်ပြပါတယ်။ အဲ့ဒီအတွက်အီရန်တိုက်ခိုက်ခံခဲ့ရမယ်ဆိုရင်ရုရှားအနေနဲ့ပါဝင်ကူညီပေးဖို့တာဝန်မရှိဘူးလို့ရုရှားအစိုးရကပြောကြားထားပါတယ်။တဖက်မှာလည်းအမေရိကန်အနေနဲ့အီရန်နဲ့တန်တမန်ရင်းရာဆွေးနွေးမှုကိုဦးစားပေးလှုံ့ဆော်လို့ပြီးရေတိုအတွက်နျူကလ িয়ার ဆက်ရောင်တွေတိုက်ခိုက်မှုတွေထောက်ခံဖို့အစမ်းအနမရှိကြအောင်ယခုလအစောပိုင်းကအင်ဖြူရာမှာပြုလုပ်တဲ့ထိပ်သီးဆွေးနွေးပွဲမှာဒေါ်နယ်ထရပ်ကပြောဆိုထားပါတယ်။လက်ရှိမှာကအမေရိကန်နဲ့အီရန်တို့အကြား အီတလီနိုင်ငံရောမမြို့မှာဒုတိယအကြိမ်မြောက်နျူကလ িয়ার ဆွေးနွေးပွဲပြုလုပ်ဖို့အစီအစဉ်ထားတယ်လို့သိရပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။